ပရိသတ်များအားလုံးပဲမင်္ဂလာပါခုတစ်ခေါက်မှာတော့ Apple နဲ့ Magic Rose ဆိုတဲ့ဇာတ်ကားလေးကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်တခုသောညတညရဲ့လူတွေအိတ်ဆက်နေချိန်မှာအလင်းရဲ့အမြန်နှုန်းနဲ့မှော်မြင်းတဲ့ကောင်ကဂျုံကင်းထဲမှာပတ်ပြေးနေခဲ့ပါတယ်မနက်ခင်းမှာပျက်စီးနေတဲ့ဂျုံကင်းကိုတွေ့တော့လေသမားကြီးကလည်းသူ့ရဲ့သားနှစ်ယောက်ထဲကအငယ်ဆုံးဖြစ်တဲ့တာလာကိုကင်းဆောင်ခိုင်းခဲ့ပါတယ်ညမှာတော့တာလာတယောက်ပြင်းပြင်းနဲ့ကင်းဆောင်နေရင်သူမွေးထားတဲ့ပူကောင်လေးနဲ့စကားပြောနေတော့ညင်းဤတန်ကိုကြားလာကြဟိုနာဒီနာပတ်ကြည့်လိုက်တော့သူ့နောက်မှာမြင်းအကြီးကြီးတကောင်ရောက်နေတာကြောင့်အံ့ဩနှစ်ပတ်နေဖြစ်သွားခဲ့ရပါတယ် တာလလည်းလင်းစင်ဘောကိုတပြေပြေမြင်းကိုကျိုးဝင်တဲ့လှမ်းဖမ်းလိုက်တော့မိသွားခဲ့ပြီးမြင်းထပြေးတာကြောင့်ကျိုးကိုကင်ထားတဲ့တာလရောကျိုးချီထားတဲ့လင်းစင်တစ်ပိုင်းမှာပြုတ်ထွက်လာပါတော့တယ်မြင်းကရန်ကုန်မြန်တဲ့ရှိန်နဲ့ပြေးနေပြီးခဏကြာမှလေးဘောကို ပြန်တက်သွားခဲ့ပါတယ်တာလလည်းတိမ်မော်ကလှပ်ပါတဲ့ယူကင်းကိုမြင်တော့အံအောင်မဆုံးဖြစ်နေတော့မှာပဲမြင်းကမြေဘောပြန်ခုန်ဆင်းလိုက်တာကြောင့်တာလတယောက်ခွေးကြဝက်ကြကျလာပါတော့တယ်မြင့်ကလည်းရင်နစ်နေတာကြောင့်တာလာလည်းဆွဲတင်မိမဲ့အရန်လေးတာကြောင့်မတင်နိုင်ခဲ့ပါဘူး။အဲဒါကြောင့်ရေတလက်ကြီးမှာကြိုးကိုကြည်လိုက်ပြီးဆွဲတင်တော့မြင်းလည်းလွတ်သွားခဲ့ပါတယ်။ လာကနောက်ခါကြာရင်သူတို့လေကွင်းကိုမဖြစ်စည်းဖို့ပြောတော့မြင်းကလည်းကျေးဇူးတင်တဲ့အနေနဲ့မြေကြီးကြာနေတာကိုမြင်ရမှာပါအဲ့ဒီနောက်မှာတော့မြင်းကြီးလျက်စီးချောင်းလိုရောင်တွေတောက်လာပြီး The Flash လိုအမြန်နှုံးနဲ့ထွက်ပြေးပျောက်ွယ်သွားပါတော့တယ်မနကင်းတလာတင်းကိုထဲနိုးလာချိန်မှာထူးဆန်းစွာမျက်နှာကောင်ရှိနေတာကိုတွေ့တော့ထိတ်ထိတ်ပြပြဖြစ်ပြီးပေါက်ချုံးကိုကောက်ယူလိုက်ပါတယ်အမောင်တဲကနေရေတခုပေါ်လာပြီးတလာကိုဝင်တိုက်တာကြောင့်သတိပါလက်သွားခဲ့ပါတယ်သတိရလာတော့မြင်းငယ်လေးတစ်ကောင်ကိုထတ်တွေ့လိုက်ရပြန်ပါတယ်ထူးဆန်းစွာနဲ့မြင်းကလူစကားပါပြောတတ်နေပါသေးတယ် င်းငယ်လေးကလည်းတာလလှုပ်ပေးလိုက်တဲ့မြင်းကြီးကသူတို့ကိုတီတီပို့လိုက်ကြောင်းနဲ့တာဝန်တစ်ခုကိုတာလရဲ့ဦးဆောင်မှုတိုင်လောက်ရမယ်အကြောင်းပြောပြခဲ့ပါတယ်။တာလဘေးကလည်းဝင်းပစ္စည်းနေတာကိုတွေ့တော့တာလကိုပြင်ဖို့လိုက်ရှာပါတော့တယ်။တာလလည်းထွက်ပြေးဖို့လုပ်တော့မြင်းငယ်လေးကသူ့ကိုစီဖို့ပြောခဲ့ပါတယ်။တာလတက်ခွာလိုက်တာနဲ့မြင်းကလက်မောင်ကနီဒစည်းလိုထွက်ပြေးပါတော့တယ်။အေးလူလူဖြစ်မဲ့နေရာကိုရောက်တော့စကားပြောကြရင်မြင်းနဲ့မိကမောင်ညူဆိုတာသိလိုက်ရပါတယ်။တာလကလည်းမြင်းကြီးပြောထားတဲ့တာဝန်ကိုလုပ်ဖို့နောက်ထပ်မြင်းနဲ့ကောင်ကြံခဲ့ပြီးပြောတော့မောင်ညူကတစ်ချက်ဟိလိုက်တာနဲ့အတန်ကတင်းကိုထဲကမြင်းနဲ့စီကိုပါရောက်သွားပြီးမောင်ညူရဲ့စီကိုနှစ်ကောင်လုံးရောက်ချလာပါတော့တယ်။ မြို့ပေါ်ကဈေးကိုရောက်ချိန်မှာတော့လူတိုင်းကတာလာရဲ့မြင်းနဲ့ကောင်ကိုအာယူဆိုင်နေကြပြီးထူးဆန်းတဲ့ကြည်နေနဲ့ကြည်နေကြပါတယ် တာလာကတော့မြင်းနှကောင်ကိုမျိုးရဲ့ချမ်းသာဆုံးဖြစ်တဲ့ဘင်းနဲ့မှာဈေးကြီးကြီးနဲ့ရောင်းပြီးတော့သူ့ဖေရဲ့လက်ကွင်းကိုပြန်ပြင်ဆင်ပေးမယ်ဆိုပြီးပြောတော့မောင်ညိုကဘင်းယူကမြင်းနှွေကိုမွဲပဲအပိုင်သိမ့်လိမ့်မယ်လို့ပြောပေမဲ့တာလာကနားမထောင်ခဲ့ပါဘူး။တစ်ဖက်မှာလည်းမျိုးရဲကိုမှန်မြောင်းနဲ့ကြည့်နေတဲ့ဘင်းယူကတာလာရဲ့မြင်းနှကောင်ကိုတွေ့တော့သဘောကျပြီးတာလာစီကိုရောက်ချလာပါတော့တယ်။တာလာကိုကြည်လာနဲ့လေသမားတစ်ယောက်ဆိုတာကိုသိတော့မြင်းလာလာနှကောင်ကိုပိုင်တယ်ဆိုတာကဈေးကြီးလွန်းတာကြောင့်တာလာပိုင်တာမို့ပဲခူထတာဖြစ်မယ်ဆိုပြီးတာလာကိုဖမ်းဖို့ရမက်တွေကိုမိန်ပေးလိုက်ပါတယ်။ရမက်တွေကမြင်းကိုယူသွားတော့တာလာကလည်းသူ့ကြောင့်မြင်းနေပါသွားတာဆိုပြီးမောင်ညိုကိုတောင်းပန်နေခဲ့ပါတယ်။ မောင်ကျိုကတစ်ချက်ဟီးလိုက်တာနဲ့ဘရင်ယူရဲ့လက်ကိုစွဲနေတဲ့မြင်းကောင်ကစူပါစပီနဲ့ထပ်ပြေးတာကြောင့်ကျိုးရီပြတ်ထွက်ကုန်ပြီးဘရင်ယူရဲ့လက်လည်းမှောက်သွားပြီးတော့ဂျုံမို့ထုတ်ပုံနဲ့ကျသွားပါတော့တယ်ဂျုံမို့နေကြောင်ဖြူးဖြူးဖိုးဖေးကြီးဖြစ်နေတဲ့ဘရင်ကိုရဲမက်တွေကလာထူတော့ဘရင်ကတာလာကိုတက်စိတ်ဆိုပြီးပြောခဲ့ပေမဲ့စစ်သူကြီးကတားလိုက်ပြီးမြင်းတွေကတာလာစကားကိုပဲနားထောင်လာကြောင်မြင်းကိုလိုချင်တာလာကိုထောင်ချောက်ဆင်ဖမ်းဖို့အကြံပေးလိုက်ပါတယ်ဘရင်ကြီးလည်းခဏစဉ်းစားလိုက်ပြီးတာလာကိုဘရင်မြင်းဆောင်မှာလှုပ်ခန့်လိုက်တော့ဘရင်ထောင်ချောက်ဆင်နေတာဖြစ်ကြောင်မောင်ကျိုကတတိပေးပေမဲ့တာလာကအလုပ်ကိုလက်ခံလိုက်ပါတယ် ညမှာတော့ဘင်းကြီးအိပ်ပျော်နေခြင်းအိမ်မက်ထဲမှာတာလာကတီးဝိုင်းနေနကနာပွဲတွေနဲ့သူ့ကိုကွမျက်နေတဲ့ဆိုပြီးမေတ္တာကြောင့်ဘင်းလဲကြောက်ကြောက်လန့်လန့်နဲ့လက်နိုးလာပါတော့တယ်။မနက်မှဆိုရင်လဲတာလာရဲ့အကြောင်းကိုလူတိုင်းကပြောနေတော့ဘင်းလဲသူ့ရဲ့အိမ်မက်ကိုတန်တရာပို့ပြစ်လာခဲ့ပြီးတာလာကိုတည်တံဘလူပေးရမလဲစဉ်းစားရခက်နေခဲ့ပါတယ်။စစ်သူကြီးကလည်းမဖြစ်နိုင်တဲ့တာဝန်တစ်ခုကိုပေးဖို့နဲ့တာဝန်မပြည့်မြောက်ရင်တည်တံချမှတ်ဖို့အကြံပေးလိုက်ပါတယ်။ ဘရင်ကလည်းတာလာကိုဆင့်ခွလိုက်ပြီးဒနာယီလာဖီနိငက်ကိုဖမ်းခေါ်လာဖို့တာဝန်ပေးလိုက်တော့တာလာကလည်းဘူးမသိဘာမသိနဲ့လက်ခံလိုက်ပါတယ်အကြောင်းဆုံးသိတဲ့မောင်ညိုကတော့ဘရင်ကတမင်တကာညစ်တာပဲဆိုတာကိုသိတာမို့ဒေါသပုံထနေခဲ့ပါတယ်ဖီနိငက်ကြီးကိုဟိုးရှိရှိကလေးကလူတွေများကြီးဖမ်းဖို့ကြိုးစားခဲ့ပေမဲ့အခုချိန်ထိတစ်ရှင်လျက်ပြန်လာတဲ့သူတယောက်မှမရှိသေးပါဘူးဒီလိုနဲ့တာလာနဲ့မြင်းလေးမောင်ညိုတို့ငှက်သွားဖမ်းမဲ့ခီးရှည်ကြီးကိုစတင်လိုက်ကြပြီးတင်းမာတော့ထူးဆန်းတဲ့တော်ကြီးတစ်ခုတည်းရောက်လာပါတော့တယ် တောထဲမှာတော့ခွန်မာတီကြီးကြီးတွေကိုတစ်ပင်ပေါ်မှာရောတစ်ပင်အောက်မှာရောတွေ့ရသလိုအနားမှာရှိတဲ့တောကောင်တွေကလည်းအိပ်ပျော်နေကြကြောင်းအခွန်မာတီတွေကပြင်းစားစိတ်ညစ်စေးဖြစ်မယ်ဆိုပြီးတော့ဖီနိတ်ငှက်ကိုဖမ်းဖို့သုံးဝင်မှာပဲဆိုပြီးကောက်ယူလာခဲ့ပါတယ်။ရဲနှဲငယ်ခီးထွက်လာပြီးတဲ့အခါမှာတော့ကနားတစ်ခုလည်းမှာရှိနေတဲ့မိငယ်ရဲ့နေရာကိုရောက်လာခဲ့ပါတယ်။ ဖီနင်းကညမှာပဲထွက်လာတတ်တာကြောင့်ညချင်းကြီးစောက်ပြီးအခွန်မာတီးတွေကိုလည်းတဲပြင်မှာကျဲထားလိုက်ပါတယ်။ညချင်းမှာတော့တဲပြင်ကမီးလို့ရဲထွက်လာပြီးဖီနင်းငကြီးကလည်းဘွားကနေပေါ်လာခဲ့ပါတယ်။ဒနာအီလာတရဝါဆိုတဲ့နာမည်နဲ့လက်အောင်ပဲတကူလို့မီးတွေတောက်လောင်နေခဲ့ပါတယ်။အခွန်မာတီးကိုတွေ့တော့စားလိုက်ပြီးချက်ချင်းဆိုသလိုငှက်ကအိပ်ပျော်သွားခဲ့ပါတယ်။တာလာကလည်းအတီးတွေကိုအိတ်ထဲပြန်ကောက်ထည့်နေတော့ငှက်ကပြန်တတိယလာပြီးတာလာအိတ်ထဲကအတီးတွေကိုလှမ်းယူလိုက်ပါတယ်။တာလာနဲ့မောင်ညူကလည်းကြောက်လန့်နေကြထွက်ပြေးခဲ့ကြရပြီးတာလာကိုမိကန်နီမှမောင်ညူကဝန်ခံလိုက်တာကြောင့်တာလာလွတ်မြောက်ပြီးမောင်ညူကတဲတဲနစ်သွားခဲ့ပါတယ်။ ဖီနင်းငကြီးလည်းဂျွန်တို့မောက်ကုန်ကြီးဖြစ်သွားပြီးပြန်ထလာတော့တလကဓာတ်နဲ့ဒိုင်းကိုကင်ပြီးပြန်ချမယ်လို့တော့ငှက်ကမီးမိုးလိုက်တာကြောင့်ဒါလည်းအေးပြောကြရုံမကအမှုမှာဖြစ်သွားခဲ့ပါတယ်တလလည်းထွက်ပြီးတော့ငှက်လည်းအာရုံတစ်ချက်လက်သွားတာနဲ့မောင်ညိုကမြေရှိုးပြီးလက်ပြေးပါတော့တယ်ဒါမဲ့ဖီနင်းကတဲထဲမှာနေတော့မောင်ညိုတော့လိုက်လာခဲ့ပြီးတဲထဲကနေကန်ထုတ်လိုက်ပါတယ်ကံကောင်းစွာနဲ့ခွန်မာတီတလုံးကမောင်ညိုအနာရောက်လာတာကြောင့်မောင်ညိုလည်းအသီးကိုပြပြီးတဖန်လက်ပြေးပါတယ်။ငှက်ကြီးကအသီးကိုစားဖို့လုံနေတော့မှတာလာရဲ့ပူကောင်လေးကလာလူသွားတာကြောင့်ငှက်ကြီးလည်းစိတ်ဆိုးပြီးကဏ္ဍတစ်ခုလုံးကိုမိတိုက်ပြစ်လိုက်ပါတယ်။ တလားနဲ့မောင်ယူလဲပြေးစရာလမ်းမရှိတော့တာကြောင့်နောက်ဆုံးကြံတဲ့အသီးကိုပဲငှက်ကြည့်စီရောက်အောင်ပြစ်ပေးလိုက်ပြီးအိပ်ပျော်အောင်လုပ်ခဲ့ပါတယ်။ငှက်ကအသီးကိုစားလိုက်တော့ရေကန်ထဲကိုလဲကျပြီးအိပ်ပျော်သွားခဲ့ပါတယ်။တလားလည်းငှက်ကိုဖမ်းလိုက်နိုင်ခဲ့ပြီးမြို့ကိုပြန်ဖို့လုပ်ခဲ့ပေမဲ့ငှက်ကသူ့ကိုတတ်မဲ့ထင်တဲ့မြေကြီးကျနေတာကြောင့်တနာသွားခဲ့ပြီးလွတ်ပေးလိုက်ပါတယ်။ဖီနိတ်ငှက်ကြီးဟာအရင်လိုမီးတွေတောက်လာပြီးကောင်းကင်ထဲမှာပြန်ဝဲတက်သွားရင်လည်းအသက်ကယ်တဲ့ကျေးဇူးအနေနဲ့အမွေးတစ်ချောင်းကိုပြန်ချပေးခဲ့ပါတယ်။မောင်ယူကတော့ငှက်မဖမ်းနိုင်ခဲ့တာကြောင့်မြို့ကိုပြန်ရောက်ရင်တည်တံပေးခံရတော့မယ်ပြောတော့ တာလကတက်တည်နေတဲ့ငှက်မွေးရှိတာမျိုးကြောက်စရာမလိုဘူးဆိုပြီးပြန်ပြောခဲ့ပါတယ်။မျိုးကိုပြောင်းအချိန်မှာငှက်မွေးကိုထုတ်ပြပေးမယ်။ဆဆတုံးကလိုမိရိတောက်မနေတော့ဘင်းနဲ့စစ်သူကြီးကလောင်ရီခဲ့ပြီးတည်တံပေးမဲ့နေရာကိုခေါ်သွားခိုင်းခဲ့ပါတယ်။တာလကလည်းငှက်မွေးကိုကံပြီးဖိနင်းငှက်ကိုလှန်တားလိုက်တော့ချက်ချင်းဆိုသလိုငှက်ကရောက်လာပြီးမျိုးပေါ်ကဖျက်ပြန်သွားခဲ့ပါတယ်။တလာမှာရှိတဲ့ငမွေလေးအယောင်ပြန်တောက်လာခဲ့တာကြောင့်မြို့သူမြို့သားတွေကလည်းတလာနာမီကိုအော်ပြီးချီးမွမ်းလိုက်ကြပါတယ်။တည်တည်နေတကွာဆိုတော့ဘရင်ကြီးလည်းဘာမှလုပ်လို့မရတော့ပါဘူး။ အိမ်မက်ကိုလည်းခဏခဏမက်နေတာကြောင့်တလားကိုဘလို့ကွက်မြေရမလဲဆိုတာကိုပဲစဉ်းစားရပါတယ်ညဏ်ဒီညဏ်နဲ့ညံဖြူတွေများတဲ့စစ်သူကြီးကရောက်လာပြီးမဖြစ်နိုင်တဲ့တာဝန်နောက်တစ်ခုအနေနဲ့ဘယင်ကြီးလက်ထက်မဲ့မိဖုရားမြောက်ဖို့အတွက်ကောင်းကင်နန်းတော်မှာနေတဲ့မင်းသမီးတစ်ပါးကိုရောက်အောင်ခေါ်လာခိုင်းဖို့ကြံပေးခဲ့ပါတယ်အဲ့လိုနဲ့ဘယင်ကြီးလက်တလားကိုနောက်ထပ်တာဝန်တစ်ခုထပ်ပေးလိုက်ပြန်တာကြောင့်တလားလည်းမဆိုင်မတော့ပဲတာဝန်တိုင်းခီးစားထွက်ခဲ့ပေမဲ့မောင်ညူကတော့တစ်ခုခုကိုစိတ်ပူနေခဲ့ပါတယ်ကောင်းကင်နန်းတော်လိုခေါ်ရတဲ့အကြောင်းကမြင်မလာတဲ့ရေခဲတောင်ထိပ်မှရှိနေတဲ့နန်းတော်မလို့ပါတိမ်တွေကဖုံးထားတာကြောင့်မြေပြင်ကနေကြည့်ရင်လုံးဝမမြင်နိုင်ပါဘူး ေခဲတောင်ပေါ်ကိုခက်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 တက်ပြီးတဲ့အခါမှာတော့နန်းတော်စီကိုရောက်လာခဲ့ပါပြီ။မောင်ညိုကပြန်ဖို့ပြောနေပေမယ့်တာလာကတော့ရှေ့ဆက်တိုးခဲ့ပါတယ်။ကြီးမားလာတဲ့ရေခဲပြင်ရှောင်းလန်းကြီးကနေနန်းတော်တကားဝကိုရောက်တော့မမြင်ရတဲ့အာရကုကတာလာကိုတွန်းထုတ်လိုက်ပါတယ်။တာလာလည်းဇွဲမလျှော့သေးပဲဖီနစ်ငမွေလေးကိုတကားပေါ်တင်လိုက်တော့ရေခဲတွေအကြီးပြောကျသွားပြီးတကားလည်းပွင့်သွားခဲ့ပါတယ်။ကြီးရီကများလုံးနာကြောင့်မောင်ညိုလည်းမျောပါသွားခဲ့ပြီးကံကောင်းစွာနဲ့နှင်းနေကြရောက်သွားတာကြောင့်နှင်းပေါ်လုံးဖြစ်သွားခဲ့ပါတယ် န်တော်တွေကိုရောက်လာတဲ့အခါမှာတော့မြပြလာတဲ့ပုံစံတို့မင်းသမီးတွေအိပ်ပျော်နေတာကြောင့်တာလာလည်းရွေးရခက်နေခဲ့ပါတယ်ဖီနစ်ငမွေးလေးကမင်းသမီးဆက်ကိုနှိုးလိုက်တာကြောင့်မင်းသမီးလည်းနှိုးလာခဲ့ပါတယ်တာလာကလေသမားဆိုတော့နန်းရွေးသုံးစကားတွေကိုမပြောတတ်တာကြောင့်မင်းသမီးကတိတ်တဘောမချခဲ့ပါဘူးဒါမဲ့မင်းသမီးကဂေတကားစီသွားပြီးခုန်ချလိုက်ပါတယ်တာလာကလည်းမင်းသမီးနောက်ကနေခုန်ချလိုက်ခဲ့ပြီးမင်းသမီးကိုလိုက်ကယ်ခဲ့ပါတယ်မင်းသမီးကဂါဝင်လေးကိုလေထီလိုလှုပ်ပြီးလေုံစီးနေတော့တာလာလည်းလိုက်စီဖို့လှုပ်ပေမဲ့ချီချော်သွားတာကြောင့်မင်းသမီးကပြန်ကယ်လိုက်ရပါတယ် ကံကထက်ဆိုကျင်တော့ကာဝင်ကပြစ်သွားတာကြောင့်နှစ်ယောက်သားခွေးကြဝက်ကြကြကန်နီနင်းပေါ်လုံးဒဲကမောင်ညိုကအတောင်ပံတစ်ဖက်နဲ့မြင်းမြန်ဖြည့်ရောက်လာပြီးတော့တလားတော့ကိုပြန်ကက်တေလိုက်ရပြန်ပါတယ်မြင်းမြန်ကြီးစီရင်မျိုးရဲပြန်ရောက်လာတော့မျိုးသူမျိုးသားတွေကလည်းတလားရဲ့အောင်မြင်မှုအတွက်ဝိုင်းပြီးချီချူးအောင်ပွဲခံနေကြပါတယ်ဘင်းကြီးကလည်းဘာခန့်ခန့်အောင်မြင်နေတာကြောင့်ပလင်လူတော်မယ်ဆိုပြီးတော့တလားကိုကြောက်နေခဲ့ပါတယ်ဘင်းကမင်းသမီးကိုနန်းတော်ရဲ့အမြင့်ဆုံးတာဝါစီမှာထားထားတာကြောင့်တလားလည်းညဘက်မှာသွားခိုးတွေးရပါတယ်မင်းသမီးကပန်းတချို့ကိုပေးတာကြောင့်တာလာလည်းမြောက်အောင်သီးရတယ်လို့ပြောနေတော့မှာပဲမင်းသမီးကတွန်းချတာခံလိုက်ရပါတယ် အချုပ်သမားကခန်းထဲရောက်လာပြီးတော့ဘီရင်နဲ့တွေ့ဖို့အကောင်းဆုံးဝတ်စားတွေကိုရွေးစီခဲ့ပါတယ်။မင်းသမီးကလည်းအလောက်ဆုံးဝတ်စုံကိုရွေးလိုက်ပြီးဘီရင်နဲ့သွားတွေ့တော့ဘီရင်ကတကြောင်အိုကြီးဖြစ်နေတာကြောင့်မင်းသမီးကကြံထုတ်လိုက်ပြီးသူ့ကိုလက်ထပ်ချင်တယ်ဆိုရင်ရေခဲနန်းတော်ရဲ့ဘူပါစင်စဲထိမ့်သိမ့်လာတဲ့လက်စုံနဲ့လက်ထပ်ခွင့်တောင်းရမယ်ဆိုပြီးပြောခဲ့ပါတယ်။ပုံမြင်တဘုတ်သားသားရှိတဲ့လက်စုံဟာမင်းသမီးကိုယ်တိုင်တော့ကြာဘူးနာဝရှိုံသာတိတာပါ။လက်စွက်ကအမှန်တကယ်ရှိခဲ့တယ်ဆိုပေမဲ့ပျောက်ကွယ်သွားတာကြာလာပြီးဖြစ်တာကြောင့်ပက်စီကိုမင်းရောက်နေတယ်လဲဆိုလိုမျိုးဘယ်သူကမှမသိပါဘူး။တလားကလည်းချက်ချင်းရောက်လာပြီးပျောက်ဆုံးနေတဲ့လက်စွက်ကိုသွားရှာခွင့်တောင်းခဲ့ပါတယ်။ လက်စော့မန်တကယ်ရှိမရှိမသိချတာကိုသိနေတဲ့မင်းသမီးတယောက်စိတ်ပြက်သွားတာကိုမြင်ရမှာပါ။ညာဘက်တင်းကိုထဲမှာတာလာအိပ်ပျော်နေတော့နောက်ထပ်တောင်းဝင်ကိုတီးတဲ့မောင်ညိုကတွေးပူနေခဲ့ပါတယ်။လက်စော့ဘယ်မှာရှိလဲဆိုတာကိုတော့သူလည်းမသိပါဘူး။အဲ့ဒါကြောင့်ကောင်းကင်ကိုမောချင်ရင်ဂျယ်ရီစီမာကူညီတောင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာအောင်တက်လက်လက်တောက်နေတဲ့ဝီလာ၅ကြီးပုံရိပ်ကကောင်းကင်ပေါ်မှာပြန်သွားတာကြောင့်လက်စော့ကဝီလာ၅စီမာရှိနေတာကိုသဘောပေါက်သွားခဲ့ပါတယ်။ ဒီပံကဒလက်တွေကတိန်တွေကိုရှင်းပြလမ်းပြပေးကြတဲ့အကြောင်းမနေ့မှာတော့တာလာနဲ့အတူတူလက်စွပ်ရှာဖို့တော့ဖွင့်ဖို့သမုဒ္ဒရာကြီးစီကိုလာခဲ့ကြပါတယ်ဝီလာငါဖြတ်သွားတဲ့တိန်တွေကိုခြေရခါလိုက်ရင်အဆုံးမှာတော့ငါးကြီးရှိနိုင်မဲ့ရေထဲကိုခုန်ချလိုက်ပါတယ်ဝီလာငါးကြီးကကြီးမားတဲ့တန်ကြိုးတွေနဲ့တုံတောင်ခံထားရတာကိုတွေ့လိုက်ရတော့တာလာလည်းရေပေါ်တက်လာပြီးမောင်ညိုကိုကြိုးချောင်းပြိုးပြခဲ့ပါတယ်လှိုင်းလုံးကြီးကတာလာစီလာနေတာကြောင့်မောင်ညိုလည်းဆွဲတင်လိုက်ပြီးကက်တီလေးလွမြောက်ရင်ကျွန်းတစ်ခုပေါ်ကိုရောက်လာခဲ့ပါတယ်အရှိမှာတော့ကြီးမားတဲ့ဝီလာငါးကြီးကတန်ကြိုးထက်ထက်ကြီးနောင်ခံထားရတာကိုတွေ့ရမှာပါ မောင်ညိုကလည်းဝေလာငားနဲ့စကားပြောပြီးအကျိုးကြောင်းမေးကြည့်တော့ဝေလာငားကကြီးမားလုံးတာကြောင့်မတော်တဆရွက်သိမ်းမောတွေကိုမျိုးချမိတဲ့နောက်မှာတော့လူသားတွေကအပြစ်ပေးတဲ့အနေနဲ့အခုလိုတန်ကြိုးတွေနဲ့တုံ့နှောင်ထားကြောင်းသိလိုက်ရပါတယ်။ဝေလာငားကြီးကလွတ်မြောက်ခြင်းပေမဲ့တန်ကြိုးတွေကိုမဖြုတ်နိုင်တာကြောင့်မလွတ်နိုင်ကြောင်းဝမ်းနဲ့စွာပြောပြနေခဲ့ပါတယ်။တာလာလည်းအကြံတစ်ခုရသွားပြီးမောင်ညိုကိုစီးရင်နဲ့ဝေလာငားရဲ့နှာခေါင်းထဲဝင်သွားလိုက်ပါတယ်။မောင်ညိုရဲ့တောင်ပန်နဲ့ငားကြီးရဲ့နှာခေါင်းနံရံတွေကိုချစ်လိုက်တော့ဝေလာငားကြီးလည်းနှာထချလိုက်မှအားရီများသွားတာကြောင့်တန်ကြိုးတွေလည်းပြုတ်ထွက်ကုန်မှာတော့တယ်။ ရေတွေကလည်းဝင်လာခဲ့ပြီးနောက်တစ်ခါနာကြည့်လိုက်တော့တာလာတို့လည်းနှကောင်းပါဝါကနေပြင်ကိုပြန်ရောက်လာကြပါတော့တယ်။ဝီလာငါးကြီးလွတ်မြောက်သွားတာကြောင့်ပိုက်ထဲကတင်မော့တွေလည်းပြန်ထွက်လာနိုင်ခဲ့ပါပြီ။ဝီလာငါးကြီးလည်းတင်မော့တရားနှစ်ပိုင်းကိုဆင်းသွားပါတော့တယ်။လက်ဆွတ်ရှာဖို့မေးနေခဲ့ပေမဲ့ဝီလာငါးကြီးလွတ်မြောက်သွားတာကြောင့်တာလာလည်းကျေနပ်နေခဲ့ပါတယ်။ဝီလာငါးကကနန်းငယ်တကောင်နဲ့လက်ဆွတ်လေးကိုပြန်ပြီးခန့်လိုက်ပေမဲ့တာလာကတော့မင်းသမီးနဲ့ဘရင်ညာသွားမှာကိုမလို့ချင်းခဲ့ပါဘူး။အဲဒါကြောင့်လက်ဆွတ်ကိုဝတ်ပြီးမင်းသမီးစီကိုတွိုင်းနဲ့လက်ဆွတ်လေးကိုပြန်ရင်လက်ထက်ခွင်တောင်းလိုက်ပါတယ်။ တဖက်မှာဆင်ကြံကြံနေတဲ့ဘရင်ကလည်းမှန်မြောင်းတဲ့ချောင်းကြည့်နေပြီးတာလာကိုဖမ်းဖို့စီကန်းခဲ့ပြီးသူကသွားအိတ်နေခဲ့ပါတယ်။ရဲမဲတွေကတာလာကိုဖမ်းလိုက်တော့စူညံတန်တွေကြောင့်ဘရင်ကနိုးလာပြီးတနက်ကိုဆွဲယူလာရင်မင်းသမီးရဲ့ brain ပေါက်နားမှာရက်နေတဲ့မောင်ညိုကိုပြစ်တက်လိုက်ပါတယ်။အဖမ်းခံထားရတဲ့မောင်ညိုလည်းမင်းသမီးကိုဘရင်ယူနဲ့မညားစေချင်လို့တိုင်းရင်တအူးတဲသောတငယ်ချင်းကိုဆုံရှုံးလိုက်ရတာကြောင့်နောင်တရရနေခဲ့ပါတယ်။ညမှာတော့မင်းသမီးကအခန်းကနေထွက်လာပြီးချက်ကလေးကိုစကားပြောလိုက်တော့ချက်ကလေးကမောင်ညိုစီသွားပေးခဲ့ပါတယ်။မောင်ညိုနဲ့တွေ့တော့မင်းသမီးကတာလာကိုပြစ်ဒဏ်မြန်မြန်မချရအောင်အချိန်ဆွဲထားကြောင်းပြောပြခဲ့ပါတယ်။ ။ OG သုံးလုံးထဲမှာဒိုးအိုးကပူပွက်ဆူနေတဲ့ရေတွေရှိတယ်လို့နောက်ဒိုးအိုးကလည်းထိမိတာနဲ့ရေခဲသွားစီမဲ့ရေခဲရေတွေရှိနေပါတယ်။နောက်ဆုံးအိုးထဲမှာကအစိတ်ရေတွေထည့်ထားတာပါ။နောက်ဆုံးအိုးထဲကလွတ်မြောက်ဖို့ဆိုတာကအသက်ပန်းမင်လိုအပ်တယ်လို့အသက်ပန်းမင်ကကဘာရဲ့အစွန်းမှာရှိနေတဲ့အကြောင်းပြောပြတော့မောင်ညိုကလည်းမပြောင်းနိုင်ပေမဲ့သူ့ရဲ့ super speed နဲ့တွားယူပေးမယ်ဆိုပြီးဂရီပေးလိုက်ပါတယ်။နောက်တစ်မှာတော့တာလာကိုပြစ်ပေးဖို့လုပ်နေပြီးမြို့သူမြို့သားတွေအားလုံးကလည်းဝမ်းနဲ့စာလာကြည့်ခဲ့ပါတယ်။ စကားတွေရှိရှိဝေးဝေးပြောမနေပဲဘရင်ကတာလာကိုရေပိုးအိုးထဲတွန်းချလိုက်တော့ရေခဲလက်စွပ်ကြောင့်ရေတွေအေးသွားခဲ့ပြီးတာလာလည်းလေပေါ်လွှားကနေလွှားကနေပြန်တက်လာပြီးရေခဲအိုးထဲကျသွားပါတော့တယ်။ဖင်းနဲ့ငမွေးကြောင့်ရေခဲရေတွေကနှွေးကုန်ပြီးတော့ဒပလဲလွှားကနေပြန်တက်လာတဲ့တာလာလည်းအစိတ်အိုးထဲကိုကျသွားပါတော့တယ်။မင်းသမီးကလည်းမောင်ညိုမြမြပြန်ရောက်လာစီဖို့မျှော်လင့်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းအသက်ပင်သွားယူနေတဲ့မောင်ညိုကအသက်ပင်ကိုရှာတွေ့ခဲ့ပြီးမြမြပြန်လာခဲ့ပေမဲ့လမ်းမှာချီချော်လဲကျသွားခဲ့တာကြောင့်အသက်ပင်လည်းပွန့်ဖန့်လေးတွေကျွေကုန်ကြပြီးအယောင်တွေလည်းလွင့်ပြယ်နေခဲ့ပါတယ်။ အသက်မရှင်တော့ဘူးဆိုတာကိုသိတော့မောင်ညိုလည်းအသက်ပင်ကိုတစ်ချက်ထိလိုက်ပြီးမျိုးလုံးမှေ့လိုက်ပါတယ်ခဏကြာမှပဲအသက်ပင်ဖမ်းမင်းလေးကလေးပေါ်မှာဝဲကနေဝဲကနေရောက်လာပြီးဦးရဲကျသွားတော့တာလာတယောက်လည်းကိုယောင်ကိုဝါတဝင်းဝင်းနဲ့မင်းသားတယောက်လည်းဝဲစားနေတယ်လေးပေါ်ဝဲပြီးမင်းသမီးရှေ့ရောက်လာပါတော့တယ်ဘရင်ကလည်းတာလာလိုချောလာမယ်ထင်ပြီးဦးရဲခုန်ချလိုက်တော့ပူစီပေါင်းကြီးကဘရင်ကြီးကိုတဲပြီးမိုးပေါ်ကိုတက်သွားပါတော့တယ်မျိုးသူမျိုးသားတွေကလည်းတာလာကိုဘရင်ဖြစ်တင်မြှောက်လိုက်ကြပါတယ်တာလာပြောရမယ့်အချိန်ဆိုပေမဲ့အချက်ဆုံးတကယ်ချင်းမောင်ညိုမရှိတာကြောင့်မပြောနိုင်ခဲ့ပါဘူး တာလာလည်းမောင်ညိုကိုလိုက်ရှာရင်ပြန်တွေ့တော့နှစ်ယောက်သားဖက်လိုက်ကြပါတယ်။မောင်ညိုလည်းတာလာနဲ့နေဖို့ဆုံးဖြတ်လိုက်ပြီးတာလာရဲ့နန်းတဲ့ပွဲလေးကိုပြရင်ရုပ်ရှင်လေးရဲ့ happy ending လေးနဲ့ပြီးသွားခဲ့ပါတယ်။ပေးချင်တဲ့ message လေးကတော့ဘယ်လောက်ပဲခက်ခဲတဲ့ဘဝဖြစ်နေပါစေဒီနေ့ခက်ခဲနေသည်များနောက်တစ်ချိန်ကျစံစားရဖို့ဖြစ်တယ်ဆိုတာပါပဲ။နောက်ဆက်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်ကိုကျေးဇူးထူးတင်ရှိပါရခင်ဗျာ။